ထိုင်းရွေဈေးကတော့ဒီနေ့မှလည်းပဲ1050အတက်နဲ့ဈေးပိတ်သွားပါတယ်။အားလုံးပဲမင်္ဂလာပါ။စိတ်ချမ်းသာခြင်းကိုကြံပါခြင်းနဲ့ပြည့်စုံနိုင်ကြပါစေ။ဒီနေ့က17ရက်နေ့17လပိုင်း2025ခုနှစ်ညနေပိုင်းထိုင်းရွေဈေးကတော့1050တက်ပါတယ်။ 60ကျော်တမ500ခင်လို့ရှိတဲ့တိုင်းကျွေအခဲစီဆိုင်ခါရောင်းတဲ့စီက6300တိုင်းကျွေခေတ္တဘသားကိုဘန်ကောက်ထဲမှာလက်ခ150ရှိပါတယ်လက်ခပီစီတိုင်းကျွေခေတ္တဘသားကို6300650နဲ့ပေးဝယ်ရမှာဖြစ်ပါတယ်ဒီနေ့တိုင်းကျွေခေတ္တဘသားကိုပြန်ရောင်းမယ်ဆိုရင်ဆိုင်ခါရခင်လုံးပြန်မဖြတ်ပဲ6300400နဲ့ပေါင်စီတိုင်းပြန်ပြီးတော့လက်ခမှာပါ60ကျော်တမ500ခင်လို့ရှိတဲ့လက်ဝယ်တိုင်းစီနှုန်းတွေကတော့ဆိုင်ခါရောင်းတဲ့စီက 6400လက်ဝင်နိုင်လက်ခါတို့ရတော့ဘန်ကောက်ထဲမှာတပတ်သားကို1000ကနေ2000ဒီရှိနိုင်ပြီးတော့မိမိဝယ်တဲ့ထည်ပေါ်မှာမူတည်တယ်လို့ရောင်းတဲ့ဆိုင်ပေါ်မှာမူတည်ပြီးတော့လက်ခါစိတုံးကပြောင်းလဲမှုရှိနိုင်ပါတယ်ဒီနေ့တိုင်းရွှေလက်ဝင်နာတပတ်သားကိုပြန်ရောင်းမယ်ဆိုရင်ဆိုင်က900ကျင်းလုံးပြတ်အောင်မှာဖြစ်ပါတယ်900ကျင်းလုံးပြတ်ပြီးတဲ့ပြင်ကိုတပတ်သားကို6200ကျော်စီနဲ့ပြန်ပြီးတော့လက်ခံနိုင်ပါတယ် ကဘာရွှေတအောင်စားကိုဒေါ်လာ4144နဲ့ထိုင်းရွှေဈေးကိုတွက်ထားပြီးတော့ဒေါ်လာကိုထိုင်းမှန်ငွေ30.43ညနဲ့ထိုင်းရွှေဈေးကိုတွက်ထားတာဖြစ်ပါတယ်66.5ရာခိုင်နှုန်းရှိတဲ့ထိုင်းရွှေအခဲတစ်ပတ်သားကိုမြန်မာကျပ်ငွေ86000လောက်ဈေးနှုန်းရှိပါတယ်66.5ရာခိုင်နှုန်းရှိတဲ့ထိုင်းရွှေလက်ဝယ်ရနာတစ်ပတ်သားကိုမြန်မာကျပ်ငွေ88000 8000ကျော်လောက်ဈေးနှုန်းရှိပါတယ်လက်ဝယ်ရနာရဲ့ဈေးနှုန်းတွေကတော့လက်ခမပါသေးပါဘူး လက်ရှိမှာတော့ထိုင်းရွှေဈေးကအတက်ဈေးနဲ့ရှိနေတာဖြစ်ပါတယ်။ဒီနေ့ဆိုလို့ရှိရင်လည်းပဲတထောင်ကျော်ဒီဈေးထပ်ပြီးကိုတက်သွားတာဖြစ်ပါတယ်။ထိုင်းရွှေကိုစိတ်ဝင်စားလို့ဝယ်ဆိုမယ်ဆိုရင်တော့ရွှေအတုံးကိုပဲဝယ်ဆိုထားကြပါလို့အကြံပြုချင်ပါတယ်။ထိုင်းရွှေအတုံးကိုစိတ်ဝင်စားလို့ဝယ်ဆိုမယ်ဆိုရင်လက်ခဈေးသက်သာတဲ့ဆိုင်ကိုကျွန်တော်လက်ညွှန်ပေးပါမယ်။ ။ဘန်ကောက်ထဲမှာဆိုရင်စီနက်ကလင်စီကောစခွဲမှာတွားပြီးတော့ဝယ်လို့ရပါတယ်။တစ်ပတ်သားဝယ်ရင်လက်က150၊နှစ်ပတ်သားဝယ်မယ်ဆိုရင်လက်က250။ငါးပတ်သားဒီဝယ်မယ်ဆိုရင်တော့လက်ကအကုန်ကြမရှိပါဘူး။ဒါရွှေစင်ငွေစီတွေကိုကျွန်တော်အများအားတင်ပြနေပါတယ်။ဒါရွှေစင်ငွေစီတွေကိုသိချင်တဲ့ဆိုရင်ကျွန်တော်ဗီဒီယိုတွေကို follow လုပ် like လုပ်ထားနိုင်ပါတယ်။အားလုံးပဲစိတ်ချမ်းသာခြင်းကိုကြံပါခြင်းနဲ့ပြည့်စုံပြီးအနေနဲ့ကင်းလို့ပြီးရှင်းနိုင်ကြပါစေ။